AMF ကစားခြင်းတဲ့သူတွေအတွက်စိတ်ကြိုက်ကစားသမားဖြစ်လာမယ်။နေမာဂျူနီယာဒီနေ့အသစ်ထွက်လာတဲ့ကစားသမားတွေရဲ့ review နဲ့ကျွန်တော် level တင်းကြီးတွေပြီးရင် skills ထက်နည်းတွေကိုတိကျလေးရှင်းပြပေးတော့မှာဖြစ်ပါတယ်။ Maldini, Brown, Neymar Jr. light တဲ့ box တစ်ခုဟုတ်ရဲ့လား။အမှန်ကန်လားဂျင်းလားဆိုတာကို review လေးကိုအတူတူကြည့်လိုက်အောင်ပါ။ပထမဆုံးအနေနဲ့ Neymar Jr. ပါ။အသက်က24ကစားပုံက whole player. Neymar ကို AMF မှာကစားခြင်းတဲ့သူတွေအတွက်အကောင်းဆုံးကပ်ပါ။ movement Jordan Dribbling Acceleration Bus Booster ကတော့ Fantasistar ထည့်ရပါမယ်။လုံးဝကိုအနုရွနဲ့ကြွရွနေမယ်။ထည့်ရမယ့် skills တွေအနေနဲ့ Flip Flap One Touch Pass Fighting Spirit Low Lofter Pass နေမာကိုနေမာစမ်းစီမယ်။ ရဘူနာစကေးစ်၅ခုလုံးကထဲ့ကိုထဲ့ရမှာပါတရုတ်ပြည်မှာလည်းမဟာတိုင်းရှိတယ်လို့အီတလီမှာလည်းမဟာတိုင်းရှိပါတယ်သူ့နာမည်ကတော့ပေါလိုမာဒီနီဒီဖန်စစ်ဖူဘတ်ကစားပုံနဲ့လာတယ်အေရီယာဖော့ဖော့ထရပ်စ်ခံစစ်မှုတွေအတွက်တကယ်ကိုအရေးကြီးတဲ့စကေးစ်နှစ်ခုပါ ထည့်ရမယ့် booster အနေနဲ့ re breathing တကယ်ကိုခံစစ်ကြောက်ဆောင်ပါထည့်ရမယ့် skills တွေအနေနဲ့ heading one touch pass through passing long range shooting low lofter pass ဘာလို့ long range shooting ထည့်တင်လဲဆိုတော့ corner ကန်လို့ရှိရင်ပြန်ရှန်ကြလာမယ့်ဘောလုံးကိုကျုံးကန်မှုအတော့ပါ Spain တို့ရဲ့အင်ရှိဇန်ဂန်ဒဝင်းကစားသမားကြီး Raul Dami Rana ကစားပုံနဲ့လာတယ် special skills bliss color တစ်ခုတည်းသာပါတယ်ထည့်ရမယ့် booster ကတော့ off the ball ပါတိတ်တော့အားမရဘူး cut behind and and tan flip flop soul control low lofter pass no look pass ဆိုပြီး scale ၅ခုထည့်ပေးရပါမယ်ကစားသမားတွေအနေနဲ့ကျွန်တော် raw ကိုတိတ်မကြိုက်လို့ b ထိုင်းရမှာပဲထားလိုက်ပါတယ်ကြံတဲ့နှစ်ယောက်ကတော့ဘသူ့ကိုရရတန်တယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် ကျွန်တော်ကိုအသေးလေးတွေ share လေးတွေလုပ်ပေးပါအောင် youtube ကကြည့်နေတာဆိုလို့ရှိရင်လည်းကျွန်တော်ကို subscribe လေးတွေ like လေးတွေလုပ်ပေးပါအောင်နောက်ထပ် video တွေမှာပြန်ဆောင်ကြပါမယ်